ဒီဆက်လက်လေးက1959ခုနှစ်မှာ I'm your friend လို့ခေါ်တဲ့ကျုံးမှဖြစ်ပျက်ခဲ့တော့ပါအဲ့ဒီအချိန်တော့ကလူမဲဝေကိုကြံခင်းနေမှာအရမအလောက်ခိုင်းတဲ့ရက်ဆက်တဲ့ခစ်တခုပဲဖြစ်ပါရင်အဲ့ဒီကြံခင်းတဲ့အထက်ကတခုကိုလာဆန်းဆွဲလူကစီမံခန့်ခွဲတော့ပါတနေ့မှာလာဆန်းကသူ့ယုံကြည်တဲ့ကျုံးတယောက်ဖြစ်သူမာဆန်ပါကိုခေါ်ပြီးတော့တခြားသောအလုပ်မှဝေကိုပို့ပြီးအလုပ်လုပ်ခိုင်းဖို့အမှာကြခဲ့ပါရင်ရိတ်တင်းရတီကနဘတ်လောက်အလုပ်မှာရှိနေခဲ့ပြီးတော့လာဆန်းက အလုံးအစင်တဲ့ဖြစ်စီရှင်မာရီဒါပေမဲ့ဒီအရာဟာမာဆန်ပါရဲ့တငယ်ချင်းတွေကိုစိတ်ဆိုးစေပါရင်တို့ရဲ့အမြင်ကတော့မာဆန်ပါကလူဖြူတွေရဲ့ဖနက်ကိုရဲ့မျက်နှာတရအောင်လုပ်နေတဲ့သူဖြစ်တယ်လို့ပြောနေခဲ့ပါရင်အဲ့ဒီညမှာပဲမာဆန်ပါရဲ့သမီးမတီကသူ့အဖေကိုအတိညာပေးဖို့အတွက်ကြိုးစားခဲ့ပါရင်သူကအဖေဖြစ်သူကိုတောင်းပေါ်ကသူ့ကြားဖူးတဲ့ဂျွန်နယ်လွလတ်စွာနေထိုင်နိုင်တဲ့ယူတိုပီးယားရွာတရွာကိုအတူထွက်ပြေးဖို့တောင်းပန်ခဲ့ပါရင်မာတီကတရိတ်ဆန်လိုမျိုးဆက်ဆံခံရတာကိုစိတ်ကုန်နေခဲ့ပါပြီး မာဆန်ပါကတော့မယုံပါဘူးသူ့အတွက်ကဒီဝါဟာပုံပြင်တစ်ခုသာဖြစ်ပြီးတကယ်မရှိတဲ့အိမ်မက်တစ်ခုပဲလို့ယူဆပါရင်နောက်တနေ့အခြေအနေဝေဆိုးရွားလာခဲ့ပါရင်လင်မယားနဲ့ရောက်ကြံခင်းကနေထွက်ပြေးဖို့ကြိုးစားတာဖမ်းမိသွားခဲ့တာပါလာဆန်မြတ်လူတွေကရက်ဆဲစွာနဲ့ငင်းပန်းခဲ့ကြပါရင်ကြံတဲ့လူတွေကိုတတိပေးဖို့အတွက်လင်းယောက်ကြားရဲ့နေရက်ဒီကရိုမှာဖျက်ပြစ်ခဲ့တာပါအဲ့ဒီညမာတီငိုယိုနေခဲ့ပါရင် ူမြင်ခဲ့ရတဲ့ကြောက်စရာအဖြစ်ပြက်ကိုမမေ့နိုင်တော့ပါဘူးစိတ်ပြအားငယ်နေခဲ့တဲ့သူကအဖေဖြစ်သူကိုကြံခင်းကနေသူနဲ့အတူထွက်ပြေးဖို့ထပ်ပြီးတောင်းပန်ခဲ့ပေမဲ့မာဆန်ဘာကငင်းဆုံခဲ့ပါရီသူကအဲ့ဒီလိုအန်ဒီရဲ့ကြီးတဲ့အရာကိုမလုပ်ရဲသေးပါဘူးဖမ်းမိပြီးအပြစ်ပေးခံရမယ်ငင်းပန်းခံရမယ်ဒါမှမဟုတ်ကျိုးဆွဲပြီးတော့အသက်ခံရမယ်အတွေ့ကသူ့အတွက်တော့ကြီးမားတဲ့ဇွဲမှုပဲဖြစ်ပါရီအဲ့ဒီနောက်ပိုင်းမာဆန်ဘာကိုလာဆမ်က ခေါ်ပါရီ အကြောင်းကတော့ဘီယင်ခန်ဟာအရေးကြီးတဲ့ဧည့်သည်တယောက်အဖြစ်ရောက်ရှိလာလို့ပါစိတ်ဓာတ်ရေးဟာလုံးဝတုံးနေခဲ့တဲ့မာဆမ်ဘာကလူမဲဝေဟာဒရိစန်နေနဲ့မကွာပါဘူးသူတို့ရဲ့တခုထဲတော့ရည်ရွယ်ချက်ကလူဖြူဝေကိုအစီခံဖို့ပဲလို့ဘီယင်ခန်ကိုနာခံစွာနဲ့ပြောခဲ့ပါတယ်ဘီယင်ခန်ကဒီအဖြစ်ကိုသဘောကျပုံရပါတယ်ဒါပေမဲ့ကျွန်းလေးကကြန့်ခင်းကနေအခြေချင်းထွက်ပြေးဖို့စ조사တာဘာကြောင့်လဲလို့မေးတဲ့အခါမှာတော့မာဆမ်ဘာကယူသားတဲ့အဖြစ်ကိုပြန်ဖြေခဲ့ပါတယ်သူတို့ဟာအနာမရတဲ့အလုပ်တွေကြောင့်မောပန်းနေကြတယ်လို့ဖြေပါတယ် ဒီအဖြစ်ကဘီယင်ခံကိုရောင်ရဲမှုမဖြစ်စေပေါင်းစိတ်ဆိုးတဲ့သူကလူမဲဝေဟာဒရိစန်နေတာဖြစ်တဲ့အတွက်မောပန်မှုကိုခံစားခွင့်မရှိပါဘူးလို့ကြေညာပါရီဒရော့ကြီးနဲ့လာဆမ်ကိုမာဆမ်ပါအားအခန်းထဲကနေနင်းထုတ်ခံလဲပါရီဘီယင်ခံပြန်သွားတဲ့အခါမှာတော့လာဆမ်ကမာဆမ်ပါကိုရရှိထားတဲ့အခွင့်အရေးအလုံးရုပ်သိမ်းခဲ့ပါရီအဲ့ဒီအချိန်ကစပြီးတော့မာဆမ်ပါကိုတာမန်ကျွန်းတယောက်လိုပဲဆက်ဆံတော့ပါရီ သူ့ကိုလဲပြင်းမှာအတင်းအကျပ်အလုံးလုံးခိုင်းပြီးတော့သမီးနဲ့အတူတူအိတ်ဖရော်မှာခွင့်မပြုတော့ပါဘူးလာဆမ်ကအမဆမ်ပါရဲ့သမီးကိုသူ့ရဲ့အိမ်မှာနေခိုင်းဖို့ဆုံးဖြတ်ခဲ့ပါရင်အဆောင်နေကမာတီကိုတဲကနေလာခေါ်တော့သူကလွတ်အောင်ထွက်ပြီးထွက်ပြီးသွားခဲ့ပါရင်မဆမ်ပါကတော့ဇွိမ့်ပူပန်နေုံပဲရှိတော့ပါရင် လာဆံမြက်လူတွေကသူ့ရဲ့သမီးကိုဖမ်းမိပြီးတည်တဲ့အထိအပြစ်ပေးမှကိုကြောက်ရွံ့နေခဲ့ပါပြီ။နောက်တနေ့မှာတော့လာဆံကသူ့ရဲ့လူတွေကိုမတိရအောင်လိုက်ဖို့အမိန့်ပေးပါရီသူ့ရဲ့သားဟွန်တော်ရဲ့ကရှာဖွေရေးမှပါဝင်ခွင့်တောင်းခံလိုက်ပြီးတော့မတိကိုဖမ်းမိမယ်ဆိုရင်အပြစ်မပေးဖို့အဖေကိုတောင်းပန်ပါရီဒါပေကိုစဉ်းစားပြီးအောင်လာဆံကဟွန်တော်ရဲ့တောင်းဆိုချက်ကိုလက်ခံခဲ့ပါရီတချိန်တည်းမှာပဲမာဆံဘကိုမတိဘယ်တွားတာလဲဆိုမှပြောတဲ့အတွက်ငင်းပန်းနှိမ့်ဆက်ခံနေရပါရီအခြေအနေဝေပိုဆိုးလာတာကတော့ ဗစ်ထွားဆွဲနမေဆိုးနဲ့ကျွန်ဖန်းတမတယောက်ကသူ့သားနေရောက်တဲ့သူရောက်လာတဲ့အချိန်မှာပါသူကအမဆံမကိုချော့မော့ပြောဆိုပြီးတော့မက်တီရဲ့တီနီယာကိုဖော်ပြခိုင်းခဲ့ပေမဲ့မဆံမကသူ့ကြောကိုဒံရဆိုးဆိုးရရအောင်ဆက်တိုက်ဂျိန်တန်ပြီးခန့်ရတာတော့မှဆွဲနဲ့ခန့်နေခဲ့ပြီးစကားတခွမှမပြောဘဲနေထိုင်ခဲ့ပါလိမ့်စိတ်ပြက်လာခဲ့တဲ့ဗစ်ထွာကမက်တီရဲ့ယင်းဒီတဲ့တငယ်ရှင်ရူဘာစီကိုအာယုံပြောင်းသွားခဲ့ပါပြီးသူကရူဘာကိုချိန်ချောက်ခဲ့ပါလိမ့်ကြောက်ရွံ့သွားခဲ့တဲ့ရူဘာကနောက်ဆုံးမှာတော့မက်တီဟာ တောင်ပေါ်ကပုံပြင်ဆန်တဲ့ကျွန်းတွေလွတ်လပ်စွာနေထိုင်နေတဲ့ယွာကိုထွက်ပြေးသွားတယ်လို့ဖွင့်ပြောခဲ့ပါရီမာဆန်ပါကတော့မရမနာငင်းပန်းခရပြေနာအဖမ်းခံလိုက်ရပြီးမတိကိုမတွေ့မရှင်ပြန်မလွတ်ဘူးလို့အပြောကြားခံခဲ့ပါရီမွေလွဲပိုင်းမှာပဲရူပါကသူ့ရဲ့သဲစီကိုပြန်လာပြီးခွေးလောင်အိမ်သေးကိုတကခုပြစ်ထည့်လိုက်ပါရီအဲ့ဒီအရာကြောင့်အကောင်ကချက်ချင်းပဲတိတ်သွားခဲ့ပါရီအဲ့ဒီကသူဟာမောင်ရိပ်ခိုးပြီးတိတ်တိတ်ပုံထွက်သွားခဲ့ပါရီ ပြီးတော့မာဆမ်ဘာကိုအချုပ်ကနေလွတ်အောင်ကူညီပါရီမာဆမ်ဘာကအကူအညီအတွက်အရန်ကိုကျေးဇူးတင်ပါရီအချိန်ဆွဲမနေပဲသူဟာတိတ်တဲတဲ့တောအမောင်ထဲကိုဝင်ပြေးသွားခဲ့ပါပြီးကြံခင်းကနေတော့ဝေးကွာသွားပြီးရနောက်မာဆမ်ဘာကသူ့ရဲ့ခေါင်းမှာပတ်ထားတဲ့တန်ကြိုးကိုဖြေဖို့ရဲပါရီသူကအကြောက်ခဲကိုယူပြီးတော့ခလောက်ကိုကျိုးတဲ့အထိရိုက်ချိုးခဲ့ပါရီစိတ်ဓာတ်တက်ကြွလာတဲ့သူဟာတောထဲမှာဆက်လျှောက်သွားခဲ့ပြီးတော့သူ့ရဲ့သမီးကိုမိအောင်လိုက်ဖို့ကြိုးစားနေခဲ့ပါရီအဲ့ဒီကအမဲလိုက်ရင်းနဲ့ပဲနားနေတဲ့အချိန် ျွန်စနစ်ကိုလိုအပ်စွာမုံတိနေခဲ့တဲ့ဟွန်နော်ရဲ့ကဗီထွားကိုဖွင့်ပြောခဲ့ပါရီသူကမနာမနေအလွတ်လွတ်ရတဲ့လူမဲဝေအပေါ်မှာတနားငြာတာမှုတစ်ခုမှမရှိဘူးလားလို့ဗီထွားကိုမေးခဲ့ပါရီစိတ်ဓာတ်မာကျော်နေခဲ့တဲ့ဗီထွားကသူ့အနေနဲ့နည်းနည်းလေးတော့မှတနားစိတ်မရှိပါဘူးဆိုပြီးခက်တတီနဲ့ပြောခဲ့ပါရီသူ့အတွက်ကတော့လူမဲဝေဟာဒရိစနေလိုမျိုးဆက်ဆံခံရဖို့အတွက်ရည်ဝဲထားတဲ့လူဖြူတဲ့အတွက်အသုံးပြုစရာကရိယာပဲလို့ပြောခဲ့ပါရီနောက်တနေ့မှာမာဆာမာခရီးဆက်နေတဲ့အချိန်ဗီထွားကသူ့ကိုမှန်ပြောင်းနဲ့မြင်လဲရပါရီ အချိန်ဆွဲမနေတော့ဘဲနဲ့သူနဲ့သူ့ရဲ့သားနှစ်ယောက်ကမာဆမ်ဘာရဲ့အနောက်ကိုလိုက်ကြပါရီထွက်ပြေးနေတဲ့အချိန်မှာမာဆမ်ဘာဟာတခြားသောထွက်ပြေးနေသူတယောက်နဲ့ဆုံခဲ့ပါရီအဲ့ဒီလူဟာတယောက်တည်းမဟုတ်ပါဘူးသူ့စနီးနဲ့ကလေးလေးပါအတူပါလာခဲ့ပါရီဒါပေမဲ့သူ့ရဲ့ကန်တရားကမကြခင်မှာကုန်ခဲ့ပါရီဝိထွားကိုပုံရှောင်နေတော့ကလေးလေးကငိုလိုက်တာကြောင့်သူ့ရဲ့နေရာကဖော်မိသွားခဲ့ပါပြီတခြားမတတ်နိုင်တဲ့အတွက်သူတို့ကထွက်ပြေးသွားကြပါရီသူ့ရဲ့စနီးကိုလုံခြုံစွာပုံခိုင်းပြရနောက်အဲ့ဒီလူကမာဆမ်ဘာကို ဓာတ်တက်ပေးလိုက်ပြီးသူတို့ရဲ့အနောက်လိုက်လာတဲ့လူတွေကိုတိုက်ခိုက်ဖို့ဖိတ်ခေါ်ခဲ့ပါရင်ပြင်းထန်တဲ့တိုက်ပွဲမှာဆိုရင်ဟွန်တော်ရဲ့ဟာအဲ့ဒီလူရဲ့လက်ချက်နဲ့တိုက်ဆုံးခဲ့ပြီးတော့မာဆန်ပါကသူ့ဖမ်းမိခဲ့တဲ့ဗစ်ထွားရဲ့သားတယောက်ကိုအသက်ချမ်းသာပေးဖို့ရွေးချယ်ခဲ့ပါရင်အဲ့ဒီနောက်ပိုင်းမာဆန်ပါဟာမြစ်တစ်ခုရဲ့ကန်ဆက်ကိုရောက်ရှိလာခဲ့ပြီးထွက်ပြေးနေတဲ့တယောက်နဲ့တွေ့ပါရင်အဲ့ဒီလူကမာဆန်ပါကိုသူ့ရဲ့ဘုံခိုရနေရာစီခေါ်သွားခဲ့ပါရင်အဲ့ဒီမှာဆိုရင်မာဆန်ပါကသူ့သမီးကိုရှာနေတဲ့အကြောင်းရှင်းပြပါရင်ဒါကိုကြားတော့အဲ့ဒီလူဟာမာဆန်ပါကိုအင်အားပြန်လဲရရှိအောင်အစားအစာက ကန်ပေးခဲ့ပါရင်းမဆမကလည်းသူ့ရဲ့ကောင်းမွန်မှုအတွက်အရန်ကိုကျေးဇူးတင်နေခဲ့ပါပြီးနောက်တနေ့မှာတော့ Victoria ရဲ့တာတယောက်မာဇမ်ဘာကအသက်ချမ်းသာပြီးခဲ့တဲ့လူဟာမာဒီနဲ့မာဇမ်ဘာကိုရှာဖွေတာအားလက်လျှော့လိုက်ဖို့ဆုံးဖြတ်ခဲ့ပါရင်းသူကမာဇမ်ဘာကိုသူ့ရဲ့အသက်အားချမ်းသာပြီးခဲ့လို့ဂျေဆုတင်နေခဲ့တာပါဝိထွာကဒါဝိကိုမကြိုက်ပေမဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံဖို့ဆုံးဖြတ်ခဲ့ပါရင်းဒါပေမဲ့သူ့ရဲ့အကိုကနားလည်မှုတိတ်မရှိပဲဒရောနဲ့တိုက်ခိုက်လိုက်ပါရင်းဆွဲနဲ့ကြက်ကြန့်ခံရက်တီပြီးတော့နောက်ဆုံးမှာ သူ့ကိုထွက်ခွင့်ပေးဖို့အတွက်ဖျားယောင်းနိုင်ခဲ့ပါပြီဒါပေမဲ့အခြေအနေတစ်ခုနဲ့မှာသူ့အနေနဲ့ယူနော်ရဲရဲ့အလောင်းကိုလာဆမ်းစီပြန်ယူသွားပေးရမှာဖြစ်ပါတယ်တချိန်တည်းမှာပဲမာဆန်ပါခရီးမဆက်ခင်ထွက်ပြေးတဲ့သူကတတိပြေးလဲပါတယ်မာတီသူ့ရဲ့ခီးဆုံးကိုရောက်နေမှာမဟုတ်ဘူးလို့ပြောတော့မှာသူ့ရဲ့ရှင်ပြချက်ကတော့ယွာကတိတ်ကိုတဲတဲ့တောင်းတန်းကတော့ထဲမှာနည်းနည်းဆိုင်ပုန်းကွယ်နေတဲ့အတွက် မာတီတယောက်ထဲသွားတာဆိုရင်သူ့အဲ့ဒီကိုမရောက်နိုင်ဘူးလို့ပြောပါတယ် မာတီကကန်းချီဖက်ကိုဥတီတွားမယ်လို့သူထင်ပါရင်ပြီးတော့မာဆမ်ဘာကိုကန်းရှိရှပုံလမ်းညွန်ပေးလိုက်ပါရင်တည်င်းအစ်စ်ရထားတဲ့မာဆမ်ဘာကကန်းရှိစီကိုတွားဖို့ထွက်လာခဲ့ပါရင်သူထွက်သွားပြီးမကြခင်မှာပဲဗစ်ထွာနဲ့သူ့ရဲ့တာဝေကထွက်ပြေးသူ့ရဲ့ပုံအောင်ရကိုရှာတွေ့တွားခဲ့ပါပြီးတွန့်ဆုံမှုမရှိပဲသူကအဲ့ဒီလူကိုခြေထောက်မှာတနက်နဲ့ပြစ်လိုက်ကထွက်မပြေးနိုင်အောင်လုပ်ခဲ့ပါရင်မာဆမ်ဘာပဲတွားတာလဲဆိုကိုမေးတော့အဲ့ဒီလူကဘာမှကိုပြတ်မဖြစ်ပါဘူးဒရထွက်သွားခဲ့တဲ့ဗစ်ထွာဟာသူ့ကို အဲ့ဒီနေရာမှာတင်တနာငြာတာမှုမရှိတပ်ပြပါရင်ထွက်ပြေးသူ့ရဲ့ပွန်အောင်ရကိုရှာဖွေပြန်တော့ဝစ်ထွာနဲ့သူ့ရဲ့တဟာမာဆန်ပါရဲ့အဝတ်အစားဝေးကိုရိမ့်မိတွားခဲ့ပါရင်အချိန်ဆွဲမနေတော့ဘဲနဲ့ဝစ်ထွာကအဝတ်ဒီကိုသူ့ရဲ့ခွေအားအနံ့ခံခိုင်းလိုက်ပါရင်မကြခင်မှာပဲမာဆန်ပါမြစ်တစ်ခုကိုဖျက်ကူးနေတဲ့အချိန်ဝစ်ထွာရဲ့ခွေကသူ့ရဲ့အနောက်ကိုမိလာခဲ့ပြီးတော့တိုက်ခိုက်ပါရင်ရုံးကန်ရင်းနဲ့ပဲနေရောင်လုံးကရေးတခွန်ကနေလိမ့်ကျသွားခဲ့ပါပြီးခွေကကြတာကနေအတက်ရှင်ပြီးတော့မာဆန်ပါကိုထပ်မံတိုက်ခိုက်ဖို့လာတဲ့အချိန်မှာ မဆဘာကလည်းသူ့ရဲ့အသက်ကိုကဲဖို့ပြန်လဲတိုက်ခိုက်ပြီးခွေးကိုတတ်ခဲ့ပါရင်ဝိထွာနဲ့သူ့ရဲ့သားကရေတခွန်းအထိတ်ကနေအဲ့ဒီအဖြစ်အပျက်ကိုမြင်လဲရပါရင်နောက်တနေ့မဆဘာခီးဆက်ပြီးနောက်ဆုံးမှာတော့ကန်းချီကိုရောက်လာခဲ့ပါပြီဒါပေမဲ့မက်ဒီကိုမတွေ့ဘဲနဲ့အစာငတ်ပြီးဝမ်းနည်းစရာကောင်းလောက်အောင်တည်ဆုံသွားတဲ့လူကြီးကိုပဲတွေ့လဲရပါရင်စိတ်ပြအားငယ်လာတဲ့အခါမှာမဆန်ပါကလီတစင်အပေါ်မှာအလုံးလုံးနေခဲ့တဲ့လူတုံးယောက်ကိုမြင်လဲပါရီသူချက်ချင်းအပြေးသွားပြီးတော့သူ့ရဲ့သမီးကိုတွေးခဲ့သလားလို့မေးပါရီသူတို့အထက်ကတယောက်ဟာကန်းချီနာက ကံပါဆောင်အနောက်မှာပုံနေခဲ့တဲ့ကုတခုကိုညွှန်ပြပါရီမာဆမ်ဘာကလည်းချက်ချင်းဆိုသလိုအဲ့ဒီနေရာစီတန်းသွားပါရီဟုတ်ပါရီမာဒီကကုထဲမှာရှိနေခဲ့တာပါပြန်ဆောင်ရတဲ့အတွက်မာဆမ်ဘာကိုဝန်တာစီခဲ့ပြီးတော့မာဒီကလည်းသူ့အဖေကိုပြန်တွေ့ရလို့အရန်ကိုပြောသွားခဲ့ပါရီပရမအချိန်အဖြစ်မာဆမ်ဘာကသူ့သမီးပြောခဲ့တဲ့ယူတိုပီးယားယွာဟာတကယ်ရှိတယ်လို့ယုံကြည်သွားခဲ့ပါရီသူတို့နေရာအတူတူ အဲ့ဒီယွာကိုရှာဖို့ဆုံးဖြတ်ပါရင်သူတို့ထွက်သွားပြီးမကြခင်မှာဗစ်ထွာနဲ့သူ့ရဲ့သားကကမ်းခြေကိုရောက်လာပြီးတော့သူရဲ့ခြေရာကိုစတင်ရှာဝေပါရင်ဒါပေမဲ့အမဆန်ပါကသူတို့ထက်တလန်အရှိကိုရောက်နေခဲ့ပါပြီးသူကခြေရာဝေကိုဖျောက်ပြီးတော့ပုန်းနေလဲပါရင်ဒါကြောင့်ဗစ်ထွာကနောက်ထပ်လိုက်ဖို့မဖြစ်နိုင်တော့ပါဘူးအဲ့ဒီညအမဆမ်ပါကရဲဝတ်နဲ့ဆုံးဖြတ်ချက်တခုချပါရီသူကဆက်ပြီးမပြေတော့ပါဘူးသူကဘိုးဘေးဝေးစီအင်အားတောင်းပြီးတော့ဗစ်ထွာနဲ့သူ့ရဲ့သားကိုရင်ဆိုင်ဖို့အတွက်ဝတ်ပြုတ်လိုက်ပါရီ ဝုတ်ပြုတ်ပွဲအဆုံးတတ်တာနဲ့မူတက်ထန်စွာယူဝါချပြီးလျက်စီးလျက်နေခဲ့ပါပြီ။ကောင်းကင်ဘုံကသူ့ရဲ့စုတောင်းကိုတုံ့ပြန်နေတယ်လို့ပဲဖြစ်ပါရင်းပြန်လဲအားင်ပြေးလာခဲ့တဲ့မာဆာဘာဟာနောက်ရောက်ခံလိုက်နေတဲ့သူ၏ကိုရင်ဆိုင်ဖို့ထွက်ခွာသွားခဲ့ပါရင်းညီနိုင်ဖြည့်ရှင်ရဲ့အစီအစဉ်ကမာဆာဘာဗီထွားရဲ့သားကိုဓာတ်နဲ့ထိုးနိုင်ခဲ့တာနဲ့စတင်ခဲ့ပါရင်းဒါကြောင့်သူ့အပြင်းထန်ဒဏ်ရာရသွားခဲ့ပါပြီးဗီထွားဟာရင်ခွဲစရာရွေးချယ်မှုနဲ့ရင်ဆိုင်ခဲ့ပြီးတော့သူ့ရဲ့သားကိုသူကိုယ်တိုင်ဒုက္ခဝေတက်တာသွားလုံလဲ့ရပါရင်းအခုစင်တော့ သူ့နဲ့အမဆန်ပါပဲကြံ့တော့တာပါသူကအမောင်ထဲမှာပုံနေတဲ့အမဆန်ပါကိုတွေ့လဲပါရင်ပြီးတော့သူ့ရဲ့အနောက်ကနေတိတ်တိတ်ပုံရှိကပ်ပြီးတနတ်နဲ့ပြပါရင်ဒါပေမဲ့ထပ်ကြည့်တဲ့အခါမှာအမဆန်ပါပျောက်သွားခဲ့ပါပြီထိတ်လန့်သွားခဲ့တဲ့ဝေထွားကသူ့ရဲ့အနောက်ကနေပေါ်လာပြီးဒါနဲ့ထိုးလိုက်တဲ့အမဆန်ပါကိုမမြင်လိုက်ပါဘူးအဲ့ဒါနဲ့ပဲသူအသက်တည်ဆုံးသွားခဲ့ပါရင်တစ်ချိန်တည်းမှာပဲလာဆာမြက်အိမ်မှာမျိုးသမီးတယောက်ကမာတိအမေပုံစံနဲ့ဘိုးဘေးဝရဲ့ကိုစားပြုတ်သူကပေါ်လာပြီးတော့လာဆောင်ကိုတတ်ပြစ်လိုက်ပါရင် နောက်တနေ့မနေ့မှာပဲမာတီဟာသူ့အဖေတန်းရရထားတာကိုကူညီပြီးအဲ့ဒီနေရာကနေထွက်ခွာဖို့ကြိုးစားပါရီဒါပေမဲ့ခရီးတစ်ဝက်မှာတင်းမာဆန်ပါလဲကြသွားခဲ့ပါရီမာတီကထိတ်လန့်သွားခဲ့ပြီးတော့အကူညီအော်တောင်းပါရီသူ့အဖေကိုအဆုံးရှုံးမခံရှင်ပေါ့ကန့်ကောင်းစွာနဲ့ပဲအနားမှာရှိတဲ့တောင်ကုန်းအပေါ်ကယူဝသားဝေဟာအော်တန်ကိုကြားပြီးလာခဲ့ကြပါရီသူတို့ကမာဆန်ပါကိုသူရဲ့ယွာအထိတည်သွားပြီးတော့ကူညီကြပါရီမာတီကဒါဟာသူတို့ရှာဖွေနေခဲ့တဲ့ယူတိုပီးယားယွာလေးပဲဆိုတာကိုတိထားခဲ့ပါရီ တို့ရောက်တဲ့အခါမှာတော့ယောသားဝေကမာဆန်ပါရဲ့ဒင်ယာဝေကိုကူတာပေးပါရီသူ့ရဲ့ကြောမှာရရှိထားတဲ့ဒင်ယာကလည်းပါပါရီတို့ရဲ့ဆောင်းရှောက်မှုကြောင့်နောက်တနေ့မှပဲမာဆန်ပါရဲ့အချင်းကြီးကကောင်းမွန်လာခဲ့ပါပြီယောထဲမှာလွတ်လပ်ပြီးတော့ငိန်ချမ်းတဲ့ဘဝကိုရရှိခဲ့ပါရီယောသားဝေကအမဲလိုက်ရှင်ငါဖန်ရှင်လို့နဲ့အတက်ရှင်နေထိုင်ကြတာပါအချင်းကြလာတာနဲ့အများမာဒီနဲ့မာဆန်ပါတို့ဟာတို့ရဲ့အတိတ်တွေ့ရှိထားတဲ့လွတ်လပ်မှုကိုရင်ဝယ်ပိုက်နိုင်ခဲ့ပါရီတနေ့တော့မာဒီဟာတောထဲမှာသူ့ရဲ့အမေနဲ့သူ့တဲ့ပုံရိပ်တစ်ခုကိုတွေ့လဲရပါရီ အဲ့ဒီမြင်ကွင်းကသူ့ကိုပျော်ရွှင်စေခဲ့ပေမဲ့အဲ့ဒီပျော်ရွှင်မှုကတိုးတောင်းခဲ့ပါရင်တနေ့မနေ့မှာတော့ဘယင်ခန့်ကစစ်သားဝေဟာရွာကိုရှာတွေ့တွားခဲ့ပါရင်သူတို့ကရွာသားဝေကိုဖမ်းဆီးပြီးတော့အရင်ကလာဆန်စီမံခင်းတဲ့အစိုးရပိုင်ကြံခင်းမှကျုံအဖြစ်အတင်းအရမပြန်လဲအလုတ်လုတ်ခိုင်းဖို့လာခဲ့ကြပါရင်ဒါပေမဲ့အငန့်ခန့်မဲ့အစားရွာသားဝေဟာမာတီနဲ့မာဆန်မာရိုနဲ့အတူလွတ်လပ်ရေးတခြင်းကိုစတင်တည်ဆောက်ခဲ့ကြပါရင် ဒရိအတန်တွေကပြင်းထန်စွာကျေပြန့်သွားခဲ့ပြီးတော့စစ်သားဝေကိုအံ့အားသင့်ကမလုံနိုင်တော့အောင်လုံနိုင်ခင်းကြပါရီးတချင်းကတီလုံးတက်တက်မဟုတ်ပဲနဲ့စစ်သားဝေရဲ့အင်အားနဲ့တတ်သိဝေကိုစုပ်ယူလိုက်တဲ့တဘဝလုံးစွမ်းအင်တွေပါလာခဲ့ပါရီးရွာသားဝေကတချင်းဆက်ဆူနေတဲ့အချိန်မှာဒရိရဲ့လက်နက်တွေဟာအသုံးမဝင်တော့ပါဘူးသူရဲ့အတန်တွေကလောကအထိတ်ကိုမရင်မြန်တဲ့စိတ်နဲ့တည်းနဲ့ဖြည့်ကျက်စေခဲ့ပါရင်စစ်သားဝေကနေရာမှာတင်တုံဆိုင်သွားခဲ့ပြီးတော့ရွာသားဝေကံပါဆောက်ကနေခုံချတာကိုပဲကြည်နိုင်တော့ပါရင်ဒီလိုနဲ့ဆလန်ကပြီးဆုံးသွားခဲ့ပါရင် ကြည့်ရှုရပြိတ္တများအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ